မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဆရာဖြိုးတီဟာရဲ့တယောက်ယောက်ရဲ့ဘဝအတွက်တော့မဂျီရှန်ဖြစ်ခွင့်ရပါရစေဆိုတဲ့စောင်းပါလေးကိုဖတ်ပြပေးသွားမှာပါဇလန်းလေးတစ်ပုဒ်ပြောပြခြင်းပါတယ်တခါတော့ကစာသိဉဏ်နဲ့ကလေးလေးတယောက်ရှိတဲ့စာမီးဝဲတိုင်းကြာနေတော့ဆရာဆရာမတွေကလည်းအထင်သေးအတန်းပေါ်တွေကလည်းလောင်ပြောင်းမိဘတွေကလည်းစူပူလို့ပေါ့တရက်တော့သူတို့မြို့မှာညလဲပွဲလာပြတယ် ငကူကလေးကစာကိုစိတ်ဝင်စားတဲ့ကလေးမျိုးကြောင်ပြေးပြီးတော့တွားကြည့်တာပေါ့အဲ့ဒီမှာတအားသောကြပြီးတော့သူစာမွေးပွဲတွေအောင်ဖို့လေဒီဆရာကြီးကိုအကူအညီတောင်းရမယ်လို့စိတ်ကူးရသွားတယ်အင်းပြန်ရောက်တာနဲ့ချက်ချင်းစာရေးပြီးတော့စာတိုက်ကနေပို့ဖို့လုပ်ရောသူကိုယ်တိုင်မတော်တတ်တော့သူ့ရဲ့အဖိုးကိုတွားပြီးတော့စာထည့်ခိုင်းရတယ်အဲ့ဒီလိုနဲ့သူလဲမျက်လက်ဆရာကြီးစီကနေ ပြန်စားကိုတမျောမျောနဲ့ဖြစ်နေတာပေါ့နော်ရက်နေနေကြတော့ဒီကလေးနာမည်နဲ့ပစ္စည်းတုံလေးရောက်လာတယ်ဖွင့်ကြည့်လိုက်တော့မျက်လက်ဆရာကြီးကစာပြန်ထားတာပါကလေးလေးရဲ့အခဲခဲကို သူကူညီပါမယ်ပေါ့စာနဲ့တူရုပ်ကလေးတစ်ရုပ်လည်းပါလာပါတယ်ဒီရုပ်ကစာမွေးပွဲအောင်ကူညီပေးလိုက်မယ်တဲ့ဒါပေမဲ့ဘာလို့ပြီးဖို့တော့လုံမလဲဆိုရင်မနဲ့ကိုတခါညကိုတခါဒီရုပ်ကို စာတင်ပေးရမယ်ပေါ့ဒါမှသာသူကမှတ်မိနေပြီးစာမွေးဝဲကြတော့တားကိုစာပြီးပြောပြပေးလိမ့်မယ်ပေါ့ဒီလိုနဲ့ကလေးလေးအပျော်ကြီးပျော်ပြီးဆရာကြီးပြောတဲ့အတိုင်းလုပ်တော့တာပေါ့အเจ้าမှလည်းစာကိုတေချာနားထောင်လာတဲ့အယုတ်ကိုပြန်တင်ပေးလို့ရအောင်ပေါ့ပြီးရင်မနေ့တခါညတခါအယုတ်ကိုစာတင်ပေးတယ်အဲ့ဒီလိုနဲ့ရက်တွေကြာလာတော့သူလည်းစာတွေရလာတာပေါ့ ။စာမီးဝဲလေးဖြီရော အမတ်တွေခေါင်းပြီးဆရာဆရာမတွေရောမိဘတွေကပါအံ့ဩကြီးကျူးကုန်ကြတာပေါ့လေ။ဒီကလေးကတော့အယုတ်ကလေးတစ်ပိုင်းပိုင်းနဲ့မျက်လက်ဆရာကြီးကိုကျေးဇူးတွေတင်နေတာပေါ့။တရက်ကြာမှသတင်းစာဖတ်ရင်သိလိုက်ရပါတယ်။သူတို့မျိုးမှာမျက်နဲ့လာပြသွားတဲ့ဆရာကြီးကအဲ့ဒီကအပြန်မှာပဲကားအက်ဆီဒန့်ဖြစ်ပြီးဒေသွားတယ်တဲ့။ဒါဆိုရင်သူ့စာကဘယ်ရောက်မလဲ။ ဒါဖြင့်သူ့စီကိုအယုံနဲ့စားလေးပို့လိုက်တာကရောဘသူလဲသူအဖိုးခန်းနဲ့ဝင်ရှာလိုက်တော့မှဆရာကြီးစီ သူ့ရေးခဲ့တဲ့စာကိုအန်စွဲထဲမှာတင်ထားတာတွေ့လိုက်ရတယ်။တကယ်တော့သူ့စာကို အဖိုးဖြစ်သူကဘယ်တော့မှဆရာကြီးစီကိုပို့မပေးခဲ့တယ်လို့ဆရာကြီးကလည်းဘာအယုံမှပို့မပေးခဲ့ပါဘူး။သူ့အဖိုးကပဲအကုန်လုံးလုတ်ပေးလိုက်တာပါ။တကယ်တော့ သူ့ကိုစားတော်တဲ့ကလေးတယောက်ဖြစ်လာစေခဲ့တဲ့တကယ့်မျက်လက်စရာမဂျီရှန်ကြီးကတခြားလူမဟုတ်ပါဘူးအသက်ကြီးနေလို့ဆိုပြီးသူ့တစက်ကလေးမှ အထင်မကြီးခဲ့တဲ့သူ့အဖိုးကိုယ်တိုင်ပါပဲဒီဇလန်းကကလေးတွေလူငယ်တွေအတွက်ဆိုရင်တော့အောင်မြင်မှုမှာ မျက်လက်ဆိုတာမရှိပါဘူးစူးစမ်းအားထုတ်မှုပဲရှိတယ်ဆိုတာမျိုးယူစရာရပါလိမ့်မယ်ကျွန်တော်တို့လူအရွယ်အတွက်တော့ magician ဆိုတဲ့ အဖူးရဲ့ဇက်ကောင်စရိုက်ကပိုပြီးတော့အတုယူစရာ ဖြစ်နေခဲ့ပါတယ်။စာဖတ်သူတွေလည်းစဉ်းစားကြည့်ပါ။ကုဘဝမှာအဲ့ဒီလိုမှတ်မှတ်ထင်ထင်ဖြစ်ရလောက်တဲ့ကိုယ့်ကိုအပြောင်းလဲကြီးပြောင်းလဲစေခဲ့တဲ့မဂျီရှန်မျိုးရှိခဲ့ဘူးလား။နောက်ပြီးကိုကိုတိုင်ရောဘသူအတွက်ဘသူရဲ့ဘဝအတွက်မဂျီရှန်တယောက်ဖြစ်ခဲ့ပြီးပြီလေ။ဆရာမကျူးရဲ့သူမင်းကိုဘယ်တော့မှဆိုတဲ့ဝိတ္ထု ဖတ်ဖူးကြပါလိမ့်မယ်။လေးတန်းနဲ့ကြောင်းထွက်ရတော့မယ်။ကြောင်းလူလေးကြောင်းဆက်တဲ့ခွင့်ရအောင်။ရွာကိုခဏတစ်ဖြုတ်အလေးရောက်လာတဲ့အကိုကြီးကကူညီပေးသွားတာမျိုး။ငငယ်ကစော့ဘော်စော့ဘက်တငယ်ချင်းမင်းကလေးကပညာမတက်လို့တုံတုံအားအားဖြစ်နေတဲ့အချိန်မှာဒီအကိုကြီးရဲ့ကူညီမှုနဲ့ပညာဆက်သင်ခွင့်ရခဲ့တဲ့ဒီမင်းကလေးကအမြင့်ကျကျနဲ့လောကကြီးရဲ့ဝင်ဆက်နေခဲ့ပါပြီ။ သူသာအဲ့ဒီကနေကြောင်းဆက်တက်ဖို့ကိုကြီးမပေးခဲ့ရင်ဒီမိန်းကလေးလဲသူ့တငယ်ချင်းလိုဖြစ်နေမှာပါပဲပြောရရင်သူ့ဘဝအတွက်တော့အဲ့ဒီအမျိုးသားကမဂျီရှန်ပဲပေါ့စီဖေးရှောင်းစခန်းမှာကလေးတယောက်ယောက်ရှိတယ်မျက်စိမကောင်းတော့စာတင်ရတာကခဲတယ်မျက်မှန်လိုတာသိပေမဲ့ငွေကြီးမတက်နိုင်တော့ဒီတိုင်းပဲနေနေရတာအဲ့ဒီလိုနဲ့ငွေဆိုင်ထုတ်ပြီး မျက်မှန်လုတ်ပေးမဲ့သူပေါ်လာတယ်။အခုတော့အဲ့ဒီကလေးမလေးဟာစေတန်းတောင်အောင်သွားပြီလေ။သူ့ဘဝအတွက်သူငငယ်ကမျက်မှန်လုတ်ပေးခဲ့တဲ့ အမကြီးဟာမချီရှံဖြစ်နေခဲ့မှာပေါ့။ဖခင်နဲ့ရှင်ကွဲသူမဟုတ်တေကွဲကွဲသွားပြီးတဲ့နောက်သူသားသမီးတွေကိုစိတ်တန်ရလည်းမရအောင်ဘဝကိုရဲရဲတင်းတင်းရင်ဆိုင်နိုင်အောင်ပညာတွေပြည့်ဝအောင် လောကဓာတ်အထူထောင်းကြီးကိုခါစီခံ ူဘဝတစ်ခုလုံးကိုရင်းနှီးမြုပ်နှံပြီးပြုစုပြောထောင်ပေးခဲ့တဲ့စင်ကယ်မားတွေသူတို့ဟာလည်းပဲသူကလေးတွေအတွက်တော့မဂျီရှန်ပါပဲလေရင်မဲ့တိတ်ဖြစ်ခြင်းနဲ့မင်းကလေးတယောက်ရှိပါတယ်သူအိမ်မက်တွေပြေလူလူမှာပဲသူနဲ့ပြတ်သွားတဲ့ရည်စားကလက်စားချေတဲ့အနေနဲ့မျက်နာကိုအက်စစ်နဲ့ပတ်သွားတယ်ရုပ်ရည်ဖြည့်ပြမှုကအရေးကြီးတဲ့အလောက်ကမျိုးမှာ ရစရာမရှိအောင်ပျက်စီးသွားတဲ့မျက်နှာနဲ့အလုတ်ဝင်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်တော့ပါဘူး။ဒါပေမဲ့ဒီအဖြစ်ပြက်ကိုတည်တဲ့လေချောင်းလိုင်းပိုင်ရှင်တယောက်ကဒီမိန်းကလေးကိုလေးရင်မဲ့ဖြစ်အလုတ်လုတ်ဖို့ကန့်လန့်ပါတယ်။တခြားရှယ်ယာရှင်တွေကဝိုင်းကန့်ကွက်တာမျိုးအမြဲတမ်းဝင်တန်းနေနေတော့မဟုတ်ပါဘူး။ခရီးစဉ်တချောင်းစာအတွက်ပါပဲ။ဆဆချင်းတော့ခရီးတွေတွေလည်းအမြင်ဆန်းနေတာပေါ့လေ။ ကလေးတွေဆိုရင်လည်းလန့်ပြီးတော့ငိုတဲ့သူကငိုကြတယ်။ဒါပေမဲ့ဒီမိန်းကလေးအတွက်တော့သူ့ဘဝမှာ လေးရင်မဲ့ဝစ်စုံငွေဝစ်ပြီးပထမဆုံးနဲ့တစ်ချိန်တည်းသောခရီးစဉ်အဖြစ် ကောင်းကင်မှာပြန်ဝဲခွင့်ရခဲ့တဲ့အခိုက်အတန့်ဟာမယုံနိုင်လောက်အောင်အိမ်မက်ဆန်နေခဲ့ပါတယ်။အဖေရဲ့နှိမ့်ဆက်မှုကိုမခံနိုင်လို့အဖေရင်းကိုပြန်တက်မိသွားတဲ့စေကျော်တဲ့လူငယ်တယောက်ရှိပါတယ်။ ပြည့်မှုအမျိုးအစားရရောချစ်ချင်းမြတ်တာကိုခံစားဘူးလို့ကျွတ်ဆက်နေတဲ့သူ့ရဲ့ဇယိုက်ကြောင့်ရောဖေးမှနားလည်မဲ့သူယုံကြည်ပေးမဲ့သူဆိုတာမရှိခဲ့ပါဘူးဒါပေမဲ့သူ့အမှုကိုတာဝန်ယူတဲ့အရာရှိကတော့ယာရူးတွေတာဝန်နေတဲ့ပိုတဲ့မြစ်တာနဲ့သူ့ကိုစောင့်ရှောက်ပေးခဲ့ပါတယ်ဒီလိုနဲ့နောက်တစ်ချိန်ကျတော့သူကိုယ်တိုင်လည်းကလေးတငယ်ပြစ်မှုကျူးလွန်သူတွေကိုမြစ်တာနဲ့စောင့်ရှောက် သူ့ပြင်ထိန်းចောင်းပေးတဲ့အရာရှိတယောက်ဖြစ်လာခဲ့ပါတယ်။သူ့ဘဝကျဲ့ magician ကိုအကောင်းဆုံးကျေးဇူးတုံ့ပြန်ကြီးကတခြားသူတွေရဲ့ဘဝတွေ magician တယောက်ပြန်ဖြစ်ပြီးခြင်းပဲဆိုတာကိုသူက ပြသွားခဲ့တာပါ။တချို့ကကဘာနဲ့ချီပြီးပြောင်းလဲစေခဲ့တဲ့ magician တွေဖြစ်တယ်။တချို့ကတော့နိုင်ငံနဲ့ချီတယ်။တချို့ကတော့လူမျိုးတစ်မျိုးတွေတချို့ကတော့ကိုယ့်ရဲ့မိသားစုအတွက်ပေါ့ကျွန်တော်တို့ဟာ ကိုငွေဖွားတဲ့အချိန်ကိုရွေးချယ်လို့မရတယ်လို့တည်မဲ့အချိန်ကိုလည်းမရွေးနိုင်ပါဘူးအဲ့ဒီအချိန်နှစ်ခုကြားမှာဘလို့ရှင်တန်ရက်တည်နေထိုင်သွားမယ်ဆိုတာကိုတော့ရွေးချယ်လို့ရပါတယ်တယောက်နဲ့တယောက်ပင်ကိုအည်ချင်းစူးစားအထုံမှုပံပိုးပြီးတဲ့အချိန်နေစားတဲ့အည်ချင်းတွေပေါ်မူတည်ပြီးလုံနိုင်စွာအကန့်သက်တွေတော့ရှိကြပါလိမ့်မယ်ဘလို့ပဲဖြစ်ဖြစ်တယောက်ယောက်ရဲ့ဘဝအတွက် မဂျီရှန်ဖြစ်အောင်တော့အာထုပ်တင့်နေလို့မြင်မိပါတယ်ဒါမှသာ လူပီသားလိမ့်မယ်ပေါ့ဒီအတွက်လေငွေကြေးတွေအများကြီးပိုင်ဆိုင်ထားเสียမလိုပါဘူးကျင်နာတတ်တဲ့နှလုံးသားရေမေတ္တာတရားနဲ့ကိုချင်းစာစိတ်ရေပိုင်းခြားသိမြင်နိုင်တဲ့ဉာဏ်ပညာရေအားဆိုင်ထုတ်မှုအစုံတရားရေပဲလိုတာပါဟုတ်ကဲ့ဒါကတော့ဆရာပြိုတီဟာရေတယောက်ယောက်ရဲ့ဘဝအတွက်တော့ မဂျီရှန်ဖြစ်ခွင့်ရပါရစေဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားတာပါမိတ်ဆွေရဲ့ခံစားသိမြင်ကြောင်းမျိုးကိုလည်းကွန်မန့်မှာမချက်ရေးသွားနိုင်ပါတယ်နောက်နေ့မြန်မာလေးကောင်းမွန်တဲ့အစာပြေဆောင်းပါးတွေကိုရှားပြီးဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်ဒီဆောင်းပါးလေးကိုကျန်တဲ့တဲ့ဆိုရင်လိုင်းနဲ့ရှယ်လုပ်ပေးနိုင်ပါတယ်အဆုံးထိအားထောင်ပေးတဲ့မိတ်ဆွေကိုလည်းကျေးဇူးအထူးတင်ပါခင်ဗျာ